မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရွှေကုတ်ကုတ်ကိုထူထောင်ခဲ့သော VGF ကစစ်တပ်၏တရင်နယ်လုံးဝင်ကြီးဗိုလ်မှူးကြီးမင်းကျော်သူနှင့်အတူကြားဖြတ်လုပ်နေသောတရုတ်များအပါအဝင်နိုင်ငံခြားသား346ဦးကိုဖမ်းဆီးပြရထိုက်ကုမ္ပဏီထိတ်တန်းတာဝန်ရှိသူများနှင့်တရုတ်ကြားဖြတ်သတိများအလုံးကို VGF ကရွှေပြောင်းပေးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်မြဝတီမြို့နယ်တွင်ကြားဖြတ်မျိုးတော်ရွှေခုတ်ကိုကိုထူထောင်ခဲ့သောနေချောင်းဆောင် VGF ကစစ်တပ်၏ကရင်လုံနယ်ဝင်ကြီးဗိုလ်မှူးကြီးမင်းချော်သူနှင့်အတူကြားဖြတ်လုပ်နေသောတရုတ်များအပါအဝင်နိုင်ငံသား346ဦးကိုရမနီညပိုင်းကဖမ်းဆီးပြခဲ့ပါတယ်။ ချိုင်းတရင်ထောက်များကိုပါခေါ်ယူပြီးစစ်တပ်ရဲနှင့်အတူ VGF နိုင်မောင်သောဦးဆောင်သောတပ်ဖွဲ့များကရွှေကုတ်ကိုအတွင်မှကြားဖြတ်လုပ်နေသောတရုတ်များနှင့်နိုင်ငံသားသား346ဦးတို့ကိုဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးကွန်ပျူတာများဖုန်းများကိုပါဖမ်းဆီးရရှိခဲ့ကြောင်း Time the Reporter သတင်းဥဖော်ပြချက်အရသိရှိရပါသည်ရှမနီညာပိုင်းရွှေကုတ်ကိုတွင်အဆောက်အအုံအများစုမှမဲမောင်နေပြီးမိဆက်တန်းများလည်းမကြားရတော့ကြောင်းထိုင်းသတင်းကဆိုပါတယ် ထိုင်းဆိုရကောင်မြောက်ရီမျိုးတို့လျှက်စစ်ရေနှင့်အင်တာနက်ဖြတ်တောက်ထားသည့်ကာလအတွင်းပင်လင်းထိန်နေသောရွှေကုတ်ကူမှအဆောက်အအုံကြီးများမှမီးစက်တပ်များနှင့်မီးများလင်းထိန်မနေတော့ကြောင်းစစ်တပ်ရဲနှင့် PGF ကကြားဖြတ်လင်းလေသူများကိုနှိမ်နှင်းရန်စစ်စင်ရေးတစ်ခုစတင်ခဲ့သည့်ပထမဆုံးညဖြစ်ကြောင်းထိုင်းသတင်းကဆက်လက်ရေးသားထားပါသည်တကယ်အရေးကြီးတဲ့ရထိုက်ကုမ္ပဏီထိတ်တန်းတာဝန်ရှိသူတွေနဲ့ကြားဖြန့်တရုတ်တတိတွေကနိုဝင်ဘာလ18ရက်နေ့ညကလေးက VGF ကတည်ထုတ်သွားပြီး နိုဝင်ဘာလ18ရက်နေ့မှာကရင်နယ်လုံးဖွင့်ကြီးဘုံမူကြီးမင်းကျော်သူရဲမှုနဲ့ဖြူဟာမှုတွေခေါ်လာပြပြီးကြားဖြတ်ယုံတချို့ဖွင့်ဖန်းပြတဲ့ကွန်ပျူတာတွေဖုံးတွေရာနဲ့ချီပြီးရတယ်ကွန်ပျူတာတွေကိုတော့နေရာစီစဉ်ပြီးဖြတ်မိမိရှို့ပြမိရွှေကုတ်ကိုတွေကအရေးကြီးတဲ့တရုတ်အချို့တွေကိုတခြားနေရာတွေစီရွှေ့ထားတယ်တကယ်တော့ရွှေကုတ်ကိုဆိုတာကို VGF ကပဲထူထောင်ပြီးသူတို့ဟာသူတို့အဖမ်းပြအဖမ်းပြတာလေကြားဖြတ်အလုပ်သမားတွေပဲမိတာအရေးကြီးတဲ့သူတွေမမိဘူးဟုရွှေကုတ်ကိုအခြေအနေကိုစောင့်ကြည့်နေတော့ ကရင်စစ်ရေးတရင်ရင်မြစ်ကဆိုပါတယ်။နိုဝင်ဘာလ18ရက်နေ့စစ်တပ်လက်အောက်ခံ BGF နိုင်မောင်စော်ကကြားဖြတ်များနဲ့ပတ်သက်ပြီးနှိမ်နင်းတော်မူဟုထုတ်ဖော်ပြောဆိုခဲ့တော်လဲလက်တွေ့တွင်ကြားဖြတ်ထူထောင်ရာတွင်အ धिक ထိတ်တန်းတာဝန်ရှိသောရထိုက်ကော်မတီတာဝန်ရှိသူများနှင့်ကြားဖြတ်တရုတ်တပ်ထင်းများကို VGF ကတဲထုတ်သွားမှုမှာမေကွန်းထုတ်เสียရဖြစ်သည်ဟုကရင်စစ်ရေးတရင်ရင်မြစ်ကဆက်လက်ပြောဆိုပါတယ်။ ို့ရတွင်ရွှေကုတ်ကိုတွင်ဆက်လက်လဲပတ်နေသော ကြာဖြန့်ကုမ္ပဏီများဆက်လက်ရှိနေဆဲဖြစ်ပြီးတချို့သောကုမ္ပဏီများမှရွှေကုတ်ကိုမျိုးမှပြင်ပနေရတဲ့တခုတို့ကွန်ပျူတာများဖုန်းများနှင့်ဆက်ဆက်ပစ္စည်းများပြောင်းရွှေ့နေကြောင်းကြာဖြန့်မြန်မာအလုပ်သမားများနှင့်အထိတ်ဆက်ရှိနေသောကရင်သတင်းရှင်းပြတချို့ကပြောပါရယ်နိုဝင်ဘာလ18ရက်နေ့ကရင်ပြည်နယ်မြဝတီမြို့နယ်ရွှေကုတ်ကိုမြို့တွင် ကြားဖြတ်များကိုအပီးသက်အပြက်နှိမ်နှင်းတော်မူဖြစ်ကြောင်းရွှေကုတ်ကိုတွင်ကြားဖြတ်1000နှင့်2000အကြားရှိပြီး ကြားဖြတ်များကိုလုံးဝမထားတော့ပဲအပီးအပြတ်နှိမ်နှင်းတော်မူဖြစ်ကြောင်းထို့သောနှိမ်နှင်းရတွင်စစ်တပ်နှင့်ပူးပေါင်း၍နှိမ်နှင်းမည်ဖြစ်ကြောင်းအမေရိကန်နှင့်တရုတ်ဖိအားရှိလာ၍မဟုတ်ပေ BGF ကကြားဖြတ်နှိမ်နှင်းရန်ဆုံးဖြတ်သည့်အချိန်နှင့်တိုက်ဆိုင်နေခြင်းဖြစ်ကြောင်း BGF နိုင်မောင်စောကထုတ်ဖော်ပြောဆိုခဲ့ပါရယ်ရွှေကုတ်ကူမှာကြားဖြတ်သိမ်းကြည်ရှိတာအခုကသူကကြားဖြတ်1000နဲ့2000အကြာရှိတယ်ဆိုတော့အဲ့ဒီလောက်ပဲအဖမ်းပြမဲ့သဘောမျိုးပြောသွားတာ ရွှေကုတ်ကိုယ်ထဲမှာကြားဖြတ်မရှိဘူးဆိုရင်တသိန်းကနေနှစ်သိန်းကြာရှိပါတယ်ဟုကရင်စစ်ရေးတရေချင်းမြက်က ရှင်းပြပါတယ်။ရွှေကုတ်ကိုထူထောင်သူရှီစီကျန်းကိုကြားဖြတ်ငွေလိမ်မှုများအပါအဝင်နိုင်ငံတကာရာဇဝတ်မှုများဖြင့်ထိုင်းနိုင်ငံကတရုတ်နိုင်ငံသို့နိုဝင်ဘာလ12ရက်နေ့တွင်လွှဲပြောင်းပေးလိုက်ပြီးအမေရိကန်ကလည်းကြားဖြတ်များကိုအကာအကွယ်ပေးနေသော DGPA တပ်ဖွဲ့နှင့်ခေါင်းဆောင်လေးဦးကိုစီးပွားရေးတန်ခတ်ပိတ်ဆို့ကကြားဖြတ်တိုက်ဖြတ်ရေးအထူးတပ်ဖွဲ့ကိုလည်းဖွဲ့စည်းခဲ့ပါတယ် ညဝရီမြို့နယ်တွင်ကြားဖြန့်စင်တာများကို VGF စော့ချစ်သူ DKPF ပါဝင်စစ်တပ်နှင့်အစီအပြေသောလက်နက်ကိုင်တပ်ဖွဲ့များကအကြီးအကျယ်လုကိုင်နေကြခြင်းဖြစ်ပါတယ်။ဆက်လက်ပြီးစစ်ကောင်းဆောင်မဲဆွဲခဲ့သည့်ဖက်အန်တွင် ရွေးကောက်ပွဲကိုခွင့်မပြုပေကျင်းပသွားမည်ဟု KNU ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်မကြသေးမီကသွားရောက်မဲဆွဲစည်းရုံးခဲ့သောကရင်ပြည်နယ်ဖအံမျိုးနယ်တွင်၎င်းတို့ပြုလုပ်မဲ့ရွေးကောက်ပွဲအား ခွင့်ပြုမည်မဟုတ်ပဲစန့်ကျင်သွားမည်ဖြစ်ကြောင်းကရင်အမျိုးသားအစည်းအရုံး KNUE ရင်းမြို့နယ်အလုံမှုဆောင်ကော်မတီကထုတ်ပြန်ပါရယ် KNU ဒူးသထူခရိုင်ဖအံမြို့နယ်အလုံမှုဆောင်ကော်မတီသည်အဆိုပါအတူရောက်ရွေးကောက်ပွဲနှင့်ပတ်သက်၍ယမန်နေ့နိုဝင်ဘာ18ရက်ကကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး၎င်းတို့အနေဖြင့် KNU ဗဟိုဤသဘောထားအတိုင်းရက်ဒီကထိန်းချုပ်နေမည်အတွင်ခွင့်မပြုကြောင်းဖော်ပြထားပါသည် စစ်ကော်မရှင်သည်ပြည်သူ့အပေါ်မတရားဖန်ဆီးခြင်းအကျဉ်းချတပ်ဖြတ်ခြင်းဖြင့်ဘာသာရေးအဆအုပ်များနှင့်လူနေအိမ်များအားရည်ရွယ်ချက်ရှိရှိလက်နက်ကြီးများဖြစ်ခဲ့ခြင်းလေကြောင်းတိုက်ခိုက်ခြင်းများဆက်တိုက်လုပ်ဆောင်နေသလိုရွေးကောက်ပွဲပြုလုပ်ရန်လည်းပြင်ဆင်လျက်ရှိပါသည်။အဆိုပါသူ့ရောက်ရွေးကောက်ပွဲတွင်မဲဆန္ဒရှင်ပြည်သူများသည်စင်မူတန်းဥပဒေနှင့်စစ်ပေးကြောင့်နေရများ၌အေးအေးချမ်းချမ်းနေထိုင်နိုင်ခြင်းမရှိသလိုကြံရှိနေသူများသည်လည်းချင်းချောက်ပြအပေးခြင်းနှင့်အတင်းအဓမ္မမဲပေးစေခိုင်ခံရခြင်းတို့ကိုရင်းဆိုင်နေရကြောင်း KNU ထံမှသိရပါတယ် ရှင်ပြင်းစစ်ကော်မရှင်သည်ပြည်သူလူထုနားလည်ရန်ခတ်ခဲသည့်ရှုပ်ထွေးသောရွေးကောက်ပွဲစနစ်နှင့်လိုအပ်သလိုအပြေထုတ်နိုင်သည့် electronic မဲပေးခြင်းလုပ်ငန်းစဉ်မှာတိကျမှန်ကန်မှုရလဒ်မဟုတ်ပဲပြည်သူလူထုစာနာသဘောထားကိုလည်းအလွဲသုံးစားပြုလုပ်လျက်ရှိပါသည်။အလားတူပြည်သူလူထုအနေဖြင့်စစ်အာဏာရှင်သက်ဆိုးရှိမိအတူရောက်ရွေးကောက်ပွဲတွင်ပူပေါင်းပါဝင်ခြင်းမပြုပဲအကြမ်းမဖက်သောအနေနဲ့စန့်ကျင်ခြင်းဖြင့်မိမိတို့၏စာနာမဲအား အလွဲသုံးစားပြုတ်ွက်မပေးချရန် KNU ဖအံမျိုးနယ်အလုံအမှုဆောင်ကော်မတီကတိုက်တွန်းထားပါတယ်။ဖအံမျိုးနယ်သည်စစ်ကော်မရှင်ပြုလုပ်မယ့်လာမယ့်ဒီဇင်ဘာ28ရက်ရွေးကောက်ပွဲအပိုင်းတစ်တွင်ကရင်ပြည်နယ်၃မြို့နယ်အနက်တမြို့အဖြစ်ပါဝင်နေပြီးယခုရက်ပိုင်းအတွင်းစစ်ကောင်းဆောင်လာရောက်ခဲ့ပြီးဌာနဆိုင်ရာများနှင့်ရမိရဖများကိုလည်းမဲဆွယ်စည်းရုံးခဲ့ပါတယ်။ဆလပီထွက်ပြေးလာတဲ့ကြားဖြန့်ခေါင်းဆောင်ပိုင်းတွေ BGF ဌာနချုပ်မှအစအဦးအတိတိစောက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ခေကေပတ်နဲ့ရွှေကုတ်ကိုမြို့တက်ကနေထွက်ပြေးလာတဲ့ကြားဖြန့်ခေါင်းဆောင်ပိုင်းတရုတ်နိုင်ငံသားတွေဟာကရင်နယ်ကြားဆောင်တပ် PGF ရဲ့စောင့်ချက်ခေါ်ယူလာမှုနဲ့မြောက်ဝတီမြို့နယ်တစ်ကက်တီကျေးရွာမှာရောက်ရှိလာနေပြီးအစအဦးတစ်တွေထပ်မံတိစောက်နေတယ်လို့လည်းဒေသရင်းသတင်းရင်းမြစ်တွေကသတင်းဌာနကိုပြောပါရယ်မြောက်ဝတီမြို့တောင်ဘက်မှာရှိတဲ့ကရင်နယ်ကြားဆောင်တပ် PGF ထိန်းချုပ်ထားတဲ့ခေကေပတ်ကြားဖြန့်လုပ်ငန်းခွင်တွေတဲ့ကိုပြီးခဲ့တဲ့အောက်တိုဘာလကစပြီးစစ်ကော်မရှင်တပ်ကဝင်းရောက်စီးနှင်ကြရန်တရုတ်နိုင်ငံသားတွေအပါအဝင် နိုင်ငံသားသားအများအပြားနဲ့ပြည်တွင်းနေအလုပ်သမားအများအပြားရွှေ့ပြောင်းထွက်ပြေးခဲ့ကြရတာပါ။ကြပြင် BGF ထိန်ချုပ်တဲ့မြဝတီမြို့နောက်ဖက်မှာရှိတဲ့ရွှေကုတ်ကိုမြို့တည်တဲ့ကိုကြားဖြတ်နှိမ်နှင်းရှင်းလင်းရေးအကြောင်းပြကစစ်ကော်မရှင်တပ်နဲ့ BGF တို့ကဝင်ရောက်ရှင်းလင်းသွားမယ်ဆိုတာကြောင့်နိုဝင်ဘာလ18ရက်နေ့ညပိုင်းကလေးကရွှေကုတ်ကိုမြို့တည်ကတရုတ်နိုင်ငံသားတွေနဲ့ပြည်တွင်းနေအလုပ်သမားတွေအများအပြားဟာကြိုတင်ရွှေ့ပြောင်းနေရပါတယ် ရွှေကုတ်ကိုမျိုးတစ်ထဲကြားဖြတ်ဝင်ရောက်နှိမ်နှင်းသွားမယ်ဆိုတာနဲ့ပတ်သက်လို့နိုဝင်ဘာ18ရက်နေ့ကခရီးနေကြားဆောင်တက် PGF ခေါင်းဆောင်တဦးဖြစ်တဲ့ဗိုလ်မှူးချုပ်စောချစ်သူနဲ့စစ်ကော်မရှင်တက်တို့အကြားမြဝတီမျိုးမှာတွေ့ဆုံဆွေးနွေးခဲ့ကြပြီးနှစ်ဖက်အဆင်မပြေမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ PGF နဲ့နှီးဆက်တဲ့ရွှေကုတ်ကိုသတင်းရင်းမြစ်ကဆိုပါတယ် ပီဂျီရဲ့ပြောခွင့်ရဗိုလ်မှူးကြီးနိုင်မောင်စောကတော့ရွှေကုတ်ကွန်မြူတက်မှာကြားဖြတ်ဖေရှားရှင်းလင်းတိုက်ဖြတ်ရေးကိုစစ်ကော်မရှင်နဲ့ပူးပေါင်းပြီးလုံးဝပပျောက်တဲ့အတီအပီးတိုင်ဖေရှားရှင်းလင်းမှုတွေလှုပ်ဆောင်သွားမယ်လို့ပြောကြားထားတာပေါ့ကြားဖြတ်ရှင်းလင်းမယ်ဆိုတာကြောင့်ရွှေကုတ်ကွန်မြူကကြားဖြတ်ထိပ်ပိုင်းခေါင်းဆောင်စုသူတွေဟာရွှေကုတ်ကိုကနေ BGF အမှတ်နဲ့တက်နေဌာနချုပ်တိကတိကြီးပါဘက်စီရွှေပြောင်းထွက်ပြေးနေတာတွေရှိသလိုအဲ့ဒီတိကတိကြီးပါအတွင်မှာကြားဖြတ်စီမံကိန်းအတွက်အစအဦးအသစ်တွေစောက်လုပ်နေတယ်လို့လေဒေတာရင်းသတင်းရင်းမြစ်ကဆိုပါတယ် BGF အမနစ်တက်နေဌာနချုပ်တိကတိကြီးရွာတွေမှာရွှေကုတ်ကကထွက်ပြေးလာတဲ့တရုတ်ကြားဖြတ်ခေါင်းဆောင်ပိုင်းတွေအပြင် KK ဘတ်ထဲကထွက်ပြေးလာတဲ့တရုတ်ကြားဖြတ်ခေါင်းဆောင်ပိုင်းတွေရောက်ရှိခိုးလုံနေကြတယ်လို့ဒေတာရင်းတရင်ရေးမျက်စီကနေသိရပါတယ်စစ်ကော်မရှင်ခေါင်းဆောင်ကတော့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းသူ့ရဲ့ကရင်မွန်ပြည်နယ်ခီးစင်အတွင်းကြားဖြတ်တွေကိုနှိမ်နှင်းရှင်းလင်းသွားမယ်လို့လည်းပြောဆိုထားပါတယ်ဆလပီမောတော်မျိုးအနီးတိုက်ပွဲပြင်းထန်နေတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ထိုင်းမြန်မာနယ်စပ်တနင်္သာရီတိုင်းမောတော်မြို့အနီးကခြေရွာတွေမှာနှစ်ဖက်တိုက်ပွဲပြင်းထန်ပြီးစစ်ကောမရှင်တက်လေးချောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုံဆောင်နေတယ်လို့ KNU မိတ်တဝဲခရိုင်သတင်းနှစ်ပြန်ကြားရေးတာဝန်ခံကသတင်းဌာနကိုပြောပါတယ်။နယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါတဲ့မောတော်မြို့ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ဒေါ်လာရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကပြီးခဲ့တဲ့နိုဝင်ဘာ14ရက်နေ့မှာအပိသက်သိမ်းပိုက်ရရှိခဲ့တာပါ။ မော်ရောင်မျိုးတိုက်ခိုက်သိမ်းပိုက်ခံရတဲ့စစ်ကော်မရှင်ဟာမျိုးပြန်လည်ရရှိရေးအတွက်လေကြောင်းကနေအင်အားတရာကျော်စစ်ကူပို့ဆောင်ပြီးစစ်ကြောင်းထုတ်လာတာကြောင့်တိန်ခွန်ကြီးရွာနဲ့တဲပြူကြီးရွာတို့မှာနှစ်ဖက်တိုက်ပွဲအပြင်းထန်ဖြစ်ပွားနေတာပါစစ်ကော်မရှင်တပ်စစ်ကြောင်းထိုးနေတာကြောင့်နိုဝင်ဘာ14ရက်နေ့ကနေနိုဝင်ဘာ18ရက်နေ့အထိနှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီးတိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်ကလေကြောင်းတိုက်ခိုက်မှု၁၀ချိန်ထက်မနည်းပြုလုပ်ထားပါတယ် မော်တော်မျိုးတိမ်တိုက်ပွဲကြောင့်ဒေသခံ၄000ကျော်ဟာထိုင်းမြန်မာနယ်စပ်နဲ့ဗီလူရနေရာတွေမှာထွက်ပြေးတိမ်းရှောင်နေရပြီးလူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေတယ်လို့စစ်ရှောင်းအရေးကူညီနေသူတွေထံကနေသိရပါတယ်။မော်တော်မျိုးတိမ်တိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်ဖွဲ့ဝင်40ကျော်စစ်တုံးပန်းအဖြစ်အရှင်ဖမ်းဆီးရမိခဲ့ပြီးလက်နက်ခရင်အများအပြားတိမ်ဆီးရမိခဲ့တယ်လို့ခရင်အမျိုးသားအစည်းအရုံး KNU မိတ်တဝဲခရိုင်ကထုတ်ပြန်ထားပါတယ်။